ိုင်ပါလေဟိုကနှုတ်ဆက်မနှုတ်ဆက်ရဲမယ်ဥချက်ကောင်းကကြာတော့အော်တမိလေးပေါ့အဲ့လိုမျိုးနှုတ်ဆက်တော့လို့ပလိုက်ပါလက်လက်လောင်ဝိုင်းပေါ့နော်ဟာအော်ဥချက်ကောင်ကတမိမင်္ဂလာပါဆက်ချင်ပါဖြစ်စင်တော့ဥချက်ကောင်ရဲ့ဟိုသားလေးနဲ့တမိလေးတာတော့တိတယ်ပေါ့နော်အဲ့ဒါကောင်ဝိုင်းရဲ့ညီဖက်ညီမဆိုကလေးတွေကကြာတာကြာတဲ့ချိန်ပါလေဥချက်ကောင်အော်အဲ့ဒါတူလာတယ်မင်းတို့ကားပေါ်မှာဖုန်မိန်နေကြတူလာတယ်ဆိုတဲ့အချိန်ကျတော့မှကလေးတွေကဟုတ်တယ်အဲ့ဒါလေအိုက်မမပါညာတော့မှ အဦးချက်ကတော့ချီးကျူးတာပေါ့နော်။အာသမီးတော်တယ်စက်ကြိုးသားပေါ့နော်။အာဦးချက်ကတော့လည်းအငငယ်တော့ကဘလို့ရှိတယ်ဘွားကြီးပေါ့နော်။တို့ကိုရှိုးဝဲနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေလည်းသင်ပေးရပြီးတချင်းဆိုဖို့မကြောက်ဘူးပေါ့နော်။တို့ကအော်မိတ်မဆိုတဲ့တချင်းလေးအရောက်တော့ဝယ်ထားတယ်။ဒါမဲ့မလုံရသေးဘူးအကောင့်ထဲမှာဖော်ရသေးဘူး။ဒါမဲ့တို့ရှိုးဝဲတွင်းမှာဆုံးတော့ဦးချက်ကောသမီးအဲ့တချင်းလေးဆိုခြင်းတယ်လို့ဒီကလေးပြောလာ။ဆိုလေးတယ်ဘာကြောက်စရာရှိလို့လဲ။အဲ့ဒါနဲ့ပဲဟိုတကယ်ပေါ့နော်။ Legendary အဆိုတော်နဲ့ပေါ့နော်။ငါအစင်မမအတူတူတွဲဆိုဝင်ရခဲ့တယ်ဆိုတော့ဦးချက်ကောင်လည်းကျေးဇူးများကြီးတင်ပါတယ်။ ိုက်တချင်းလေးနဲ့ဟိုဖတ်ဖို့စူးစမ်းပါအောင်မယ်ဒီနေ့လေအမှန်တော့မခက်ဒီမှာအဆိုင်မှမသိဘူး အတူစားအအခုဒီဒီပွဲဒီပေါ့နော်ဒီဆိုင်ဖွင့်မဲမှာပါတယ်နော်တငယ်ချင်းပေါ့နော်အခန့်စီကပါရင်တို့သူရစော်လို့ဆိုတာကြတော့တငယ်ချင်းနေပေါ့နော်ကျောင်းလုံးတွေကတငယ်ချင်းနေဆိုတော့သူကဟဲ့ဘာလို့ဆိုင်ဖွင့်မဲရှိရဲ့ဆိုတော့နော်ထင်လိုက်တာသူတို့ရဲ့အင်ကြီးဆိုင်လို့ထင်လိုက်တာအင်ကြီးဆိုင်လို့ထင်လိုက်လို့နော် တနေ့ချင်းတော့မမေးလိုက်ပြရလဲပါပါနော်ဟဲ့ဘာဆိုင်လဲဘလို့လဲအဲ့လိုဘာမှမမေးလိုက်ပဲနဲ့အေးလာခဲ့မယ်ဆိုပြီးလာလိုက်တာပါနော်ဒီအောင်တော့မှမဖက်ဒီမရဲ့ဆိုင်ဖြစ်မှန်းကြည့်တာဆိုတော့အော်နည်းနည်းအန်အောင်းအန်အောင်းဆိုတာလေငါတို့ဟိုမနေ့ကတော့ဖြစ်မှန်းထင်တယ်နော်ဟိုက Facebook မှာဟို TikTok မှာလေအချိန်မောင်းအရန်တားစီဝယ်ရတဲ့အချိန်မောင်းဆိုပြီးတော့အရန်ခက်စားရတယ်ဆိုတော့ကိုလည်းစားကျင်နေတယ်ဒါပေမဲ့အခုထိကိုမစားရသေးဘူး အခုဒီရန်ကုန်ထိကိုရောက်လာပြီဆိုတော့ကွာမြင်မြင်ကျင်းတော့ပျော်သွားတာတခုလေအော်ငါမန္တလေးမှာသွားစားကြမှာလို့ရန်ကုန်မှာစားရတော့မယ်ပေါ့ဟာဦးချက်ကောင်းကကြတော့ဒါအဲဟိုပါပေါ့ဦးချက်ကောင်းနဲ့တွေ့တာလည်းငါပြောပြပြပါတယ်ရာ3နဲ့4နဲ့လောက်ကပေါ့ဒီလားအန်ဒီဟိမာနေဝင်းနဲ့အဲ့လိုဇုံတဲ့သချင်းတဲ့မှာလေအော်မိတ်မဆရာ ဟိုမျက်မှန်လေးကိုနောက်တက်တက်ပြီးဆိုတော့လေကျွန်တော်မျက်မှန်လေးတက်ဆိုဝင်ပြူပါရဲ့အဲ့ဒီဟာပေါ့နော်ငငယ်နဲ့အဲ့လိုကြည့်ခဲ့ရလို့တော့ဟိုကွဲမှာစုံတော့လေအမှန်တကယ်တော့မနှုတ်ဆက်ရဲဦးရှိန်လဲရှိန်လဲကြောက်လဲကြောက်တယ်ဒါမဲ့ဒါမဲ့ဘာဖြစ်လဲဆိုတော့ဒါမဲ့ဘာဖြစ်လဲဆိုတော့တွေ့တဲ့ချိန်မှလေဟိုကွဲနှုတ်ဆက်ဟိုမနှုတ်ဆက်ရဲမယ်ဦးချစ်ကောင်းကကြတော့အော်သမီးလေးပေါ့အဲ့လိုမျိုးနှုတ်ဆက်တော့လို့ဘာလဲကလက်လက်လောင်ရဲပေါ့နော်ဟာ ဟုတ်ဦးချင်းကတော့တမီးမင်္ဂလာပါဆက်ရှင်ပါဖြစ်စင်တော့ဦးချင်းကရဲ့ဟိုတားလေးနဲ့တမီးလေးတာတော့သိတယ်ပေါ့နော်အဲ့ဒါကောင်းမရဲ့ညီမညီမဆိုကလေးတွေကကပြတာကပြတဲ့အချိန်မှာလေဦးချင်းကအော်အဲ့ဒါတူလာတယ်မင်းတို့ကားပေါ်မှာဖုန်နေကြတူလာတယ်ဆိုတဲ့အချိန်မှာကလေးတွေကဟုတ်တယ်အဲ့ဒါလေအဲ့မမပါညာဆုံးမှာ ဥချက်ကောင်တို့ချီးကျူးတာပေါ့နော်အာသမီးတော်တယ်ဆက်ကျိုးသားပေါ့နော်အာဥချက်ကောင်တို့လည်းငငယ်တော့ကဘလို့ရှိတယ်ဘွားကြီးပေါ့နော်တို့ကိုရှိုးဝဲနံပါတ်တဲ့အတွေ့အကြုံတွေလည်းသင်ပေးရပြည့်တခြင်းဆိုဘုံမကြောက်ဘူးပေါ့နော်တို့ကအောင်းမိတ်မဆိုတဲ့တခြင်းလေးရတော့တို့ဝယ်ထားတယ်ဒါမဲ့မလုံရသေးအကောင့်ထဲမှာဖွာရသေးဘူးဒါမဲ့တို့ရှိုးဝဲတွင်းမှာဆုံးတော့ဥချက်ကောင်သမီးအဲ့တခြင်းလေးဆိုခြင်းတယ်လို့ဒီကလေးပြောလာဆိုလေးတယ်ဘာကြောက်စရာရှိလို့လဲတော့အဲ့ဒါနဲ့ပဲဟိုတကယ်ပေါ့နော်ဟို legendary အဆိုတော်နဲ့ပေါ့နော် နော်အစင်ပေါ်မှာအတူတူတွဲဆုံဝင်ရခဲ့တယ်ဆိုတော့ဦးချက်ဆောင်လည်းကျေးဇူးများကြီးတင်ပါတယ်အိုက်တချင်းလေးနဲ့နော်ဖတ်ဖို့ကြိုးစားပါအောင်မယ်ဝမ်းသာပေါ့ဝမ်းသာပေါ့နော်ဟိုနွားဟိုချင်းငယ်တဲ့တုန်းကလည်းထုံးဒီလောက်အောင်မယ်ချင်းငယ်ကနွားကိုအာသမီးလေးလိုပဲအာချစ်တဲ့ဟိုဒုနည်းဖြစ်တယ်ပေါ့နော်နွားကိုလက်တွဲပြီးခေါ်ပေးခဲ့တယ် အခုနောက်ထပ် legendary အဆိုတော်တယောက်နဲ့ထပ်တွေ့ရတယ်နော်ငငယ်လေးကကြိုက်ခဲ့ရတယ်နှစ်ယောက်စလုံးလေးအဆိုတော်ကတော့အနီမင်္ဂလာလည်းအဲ့လိုချစ်တယ်အခုဦးချစ်ကလည်းစင်မောမောင်အသမီးလေးတယောက်ကောက်ရတယ်ဆိုတော့ငါကဒီအနီမင်္ဂလာလောကမှာငါအရန်ကန်ကောင်းပါအသမီးလေးတယောက်ကောက်ရတယ်ဘာလို့ပြောပါဆုံးနေတာလဲဦးချစ်ကရုပ်တည်တယ်ရုပ်တည်ရတယ်ငါကြောက်တာဒီလားဘာမှအသိမပြောရောဒါမဲ့ အဲ့ဒါကအဲ့လိုပါတော့သူကသူတရားတရားတပိုင်းပေါ့နော်နွားကိုပြောတယ်ဆိုတဲ့နေရာမှာကြောက်ရလဲတကယ်သမီးလေးလိုပါပဲသင်ပေးတယ်အာတချို့ဟာဆိုလဲမကြောက်နဲ့ဘာလို့ကြောက်တာလဲအတန်အဖွင့်ဆိုအဲ့ notes ကဒီလိုတက်တယ်အဲ့လိုလေးပေါ့နော်ခဏလေးတွေ့ရချိန်မှာတော့ခဏလေးသင်ပေးရဆိုလဲတကယ်ကျေးဇူးလက်တင်ရလို့နော်အာဝမ်းလုံးဝမ်းသာပါတယ်ဟုတ်အာဥစ္စာကောင်းစီကဘာပညာရလဲအဓိကတော့ crowd control ပေါ့နော်ကျွန်တော်တို့ stage ပေါ်မှာဒီအောက်ကပွဲစီပရိသတ်ကိုဘယ်လို control လုပ်မလဲပေါ့ အញ្ញိန်နေတဲ့ပြိတ္တကိုတော့မှပဲကိုနဲ့တသားနဲ့ပြောင်မလို့လို့မလဲပေါ့အဲ့ဒါတွေကတော့ဟိုမြင်စရာကြားစရာလည်းဟုတ်တယ်တကယ်လက်တွေလည်းသင်ပေးရဆိုအဲ့ပညာလေးတော့ရပါတယ်ဟုတ်အာဟုတ်အဲ့တော့တချင်းလေးတွေထုတ်ဖို့ရှိပါတယ်နွားမွန်းနေလည်းနေတော့ပဲဆိုတော့နွား ။အာတခြင်းလေးတစ်ပုဒ်လုံးနေပါပြီ။ဆိုတော့မကြခင်မှာအားလုံးကိုနွားချပြပါမယ်။ဆိုတော့အဲ့တခြင်းလေးကိုလည်းစောင့်ကြည့်ပေးပါအောင်အားပေးပေးပါအောင်လို့။ပြီးတော့နွားဒီနေ့ဖြေဝါးရတဲ့မှာပေါ့နော်။အမှုအရာလေးဖြစ်ဖြစ်မျက်နှာအမှုအရာလေးဖြစ်ဖြစ်ပေါ့နော်။နွားအဆင်မပြေတာလေးများပါသွားရင်နွားကိုခွင့်လွတ်ပါလို့ဒီကနေ့တောင်းပန်ပါတယ်။ဟုတ်။ကျေးဇူးပါရှင်။ဟုတ်။